မင်္ဂလာပါရှင်မေလာ6ရက်အင်္ဂါနေ့အတွက်ရှင်ကုံရဲ့လှလှရှရှရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ဒါရသမအကျင်းသုဒ္ဓဆောင်လင်းဗုဒ္ဓဝင်ဖြီစုပူဇော်ဝဲဗုဒ္ဓဝင်သားဒီပလိုမာတန်ရွှေတိစိတ်စုဆိုင်ရာအာဂုံရစုပူဇော်ဝဲကျင်းပတဲ့တင်မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်လင်းဗုဒ္ဓဝင်အဖွဲ့ဘဟု ဒရာဒသမအကျင်းသုဒ္ဓဆုံးလင်းဗုဒ္ဓဝင်ဖြစ်စုပူဇော်ပွဲဗုဒ္ဓဝန်သားဒီပလိုမာတန်ရွှေတစိစုဆန်းရအစိန်တရဖရာအာခုံရွှေစုပူဇော်ပွဲနဲ့ခက်စီရေးဖြည်ဖြည်စုပူဇော်ပွဲအခမ်းအနားကိုမေလာလီယံမိုးလဲတနားကရန်ကုန်တိုင်းဒေသကြီးမယံကုန်မြို့နယ်ကပွားရေးစီတီလက်ရှိစပြူသရီဘိမန်တော်ရင်ကျင်းပကြောင်းသိရပါတယ်အခမ်းအနားကိုမြန်မာနိုင်ငံလုံးဆန်းရသုဒ္ဓဆုံးလင်းဗုဒ္ဓဝင်အဖွဲ့ဗဟုဥက္ကဋ္ဌဆရာတော်ဒေါက်တာပန်နီတာဘိတ်ခူအမှုပြု တဲ့ဆရာတော်များစာထောက်စာမဆရာတော်များကြောက်ရွံ့တော်မူကြပြီးဒီပလိုမာတန်ရွှေတစိစုရွေးချယ်ရေးဆက်ကော်မတီဆိုင်ရာမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဘုဒ္ဓဝင်အဖွဲ့ဗဟုမှတာဝန်ရှိသူများတက်ရောက်ကြီးညိုကြပါတယ်အဲ့ဒီနောက်ဗုဒ္ဓဝင်သားဒီပလိုမာတန်လေမြင့်ဆောင်2024အွန်လိုင်းဆောင်ပွဲတွင်ဂုံထူးဖြင့်ဖြစ်စွာအောင်မြင်သူ32ဦးကရွှေရစိတ်စုဆိုင်ရာ အစိန်တရားဖရာရှိခိုးအစမအဆုံးထိအာဂုံရွဆူပူဇော်ခြင်းနဲ့ခက်စီရေးဖြီးဖြီးဆူပူဇော်ခြင်းတို့ကိုကျင်းပရာမြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်လင်ဗုဒ္ဓဝင်အဖွဲ့ဗဟုဥက္ကဋ္ဌဆရာတော်ဒေါက်တာပန်နီတာဘေခုနဲ့တာဝန်ရှိသူများကလှည့်လည်ကြည့်ရှုအားပေးကြပြီးအာဂုံရွဆူပူဇော်သူများအားအတိအမှတ်ပြုမှတ်တမ်းလွှာများပေးရခြင်းမြင်ပါတယ် ယခုဖြစ်ဆိုပူဇော်တဲ့အမျိုးသားအမျိုးသမီးများအားမေလ29ရက်တွင်ကျင်းပမယ်ဒရာဒသမအချင်းတူတာဆောင်လင်းဗုဒ္ဓဝင်ပွဲနှင်းသဘင်အခမ်းအနားတွင်ရွှေရစိစုကိုထိုက်တန်စွာချင်းမြင်တော်မှာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့မီးစက်နဲ့ဆိုလာစွမ်းရင်တူလောင်မှုကုန်စည်ပြပွဲကိုစိတ်ဝင်စားလာရောက်ကြည့်ရှုဝယ်ယူသူများပြားတဲ့တဲ့ နိုင်ငံတကာကုမ္ပဏီအမှတ်တဆိပ်ပေါင်း150ကျော်ရဲ့စံငန်းပေါင်း100ကျော်ကလေးရတာရောင်းချရာတွင်မီးစက်နှင့်ဆူလာစွမ်းရင်တူလောင်မှုကုန်စည်ပြဝဲကိုစိတ်ဝင်စားလာရောက်ကြည့်ရှုဝယ်ယူသူများပြခဲ့ကြောင်းသိရှိရပါသည်အစပမြန်မာပါဝါဒန်ဆိုလာအန်နာဂျီစတိုရစ်လိုက်တင်အက်စပို2025လို့အမည်ပေးထားတဲ့မီးစက်နဲ့ဆိုလာစွမ်းရင်တူလာမှုကုန်စည်ပြပွဲကိုမေလ10ရက်မှ၄ရက်နေ့ထိရန်ကုန်မြို့အင်အားလေးဟိုတယ်ရှိရန်ကုန်ကွန်ဗန်းရှင်းစင်တာမှာပြုလုပ်ခြင်းဖြစ်ပါတယ်။ အဆိုပါကုန်စည်ပြပွဲတွင်နိုင်ငံတကာကုမ္ပဏီအမှတ်တံဆိပ်ပေါင်း150ကျော်ကဆိုင်ငံပေါင်း100ကျော်လာရောက်ပြသရောင်းချခဲ့ပြီးဆိုလာနှင့်မီဆက်အပြင် electronic ထုတ်ကုန်များလည်းပါဝင်ပြသခဲ့ကာဆိုလာပြားများမလိုအပ်ပေ battery စနစ်တွဲလျက် smart inverter များနဲ့ဆိုလာစွမ်းအင်များကိုစိတ်ဝင်စားလာရောက်ကြည့်ရှုဝယ်ယူသူအထူးများပြခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ပြည်သက်များရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းပစ္စည်းများကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လွှင့်တင်ဆက်ပေးရရှိပါတယ်။ကြီးစုပေးခဲ့ကြတဲ့ပြည်သက်များကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။